ခွန်လွတ်ချင်းခွန်လွတ်လိုက်တယ်ဆိုတာကလေအမြဲတမ်းချားသူတွေအတွက်ပဲမဟုတ်ပါဘူးသူများတွေကိုအနိုင်ပေးလိုက်တာလည်းမဟုတ်ပါဘူးအမြဲတမ်းကိုယ့်အတွက်ကြီးပါပဲကျွန်တော်တို့ကလေလူတွေကိုခွန်မလွတ်နိုင်တဲ့အချိန်မှာအမြဲတမ်းအဲ့ဒီ negative emotion ခံစားချက်တွေဒေါသတွေကိုအမြဲတမ်းစိတ်ထဲမှာတင်ထားရတတ်ပါတယ်ပြောရမယ်ဆိုရင်ကျွန်တော်ရဲ့ရှင်ထဲမှာပုံနေတာပေါ့နောက်ပြီးတော့သူကကျွန်တော်ရဲ့နေ့စဉ်ဘဝမှာကိစ္စအမျိုးမျိုးမှာပြန်ပြီးတော့မှတော့နေသူပေါ်လာတတ်ပါတယ်ဥပမာပြောပြရမယ်ဆိုရင်တရားရောက်ကအဲ့လိုမျိုးစကားတွေပြန်ပြောလိုက်တဲ့အခါတိုင်းကိုကမလေးစားခံလိုက်ရဘူးလို့မှခံစားရတဲ့အချိန် တိုင်း၊ PR တွေရောင်းလာတဲ့အချိန်တိုင်း၊အကြောင်းတစ်ခုခုကြောင့်ပြန်လဲတတိယစီခဲ့တဲ့အချိန်တိုင်းအဲ့လိုစင်တူရိုးမအရာတွေကကိုယ့်ကိုအဲ့အရှင်ကအချိန်နဲ့ကိစ္စတွေကိုပြန်ပြီးတော့မှတတိယစီနိုင်တဲ့အရာတွေပေါ့အဲ့လိုဖြစ်တိုင်းသူကအမြဲတမ်းပြန်ပြန်ပေါ်လာပါပြီအဲ့တော့အဲ့ဒီအရာတွေကကျွန်တော်ရဲ့လူမှုဆက်ဆံရေးတွေမှာကိုချဲ့ရတဲ့သူတွေနဲ့ရောကျွန်တော်ရဲ့စိတ်မှုအခြေအနေမှာပါဒေါသအနေနဲ့တော့မဟုတ်ရင်စိတ်ညစ်တဲ့အဲ့လိုခံစားချက်ပြင်းပြတဲ့အရာတွေအနေနဲ့ပြန်ပြန်ပြီးတော့မှသူကပေါ်လာတတ်ပါတယ်အဲ့ဒီအရာတွေအားလုံးဟာလေတကယ်တမ်းကကြတော့အရှိတ်တစ်ခုလို့ကျွန်တော်ရဲ့ဘဝနောက်ကနေတိတ်တိတ် လေးနဲ့မှလိုက်ပြီးတော့မှဒုက္ခပေးတတ်ပါတယ်။ကျွန်တော်ယင်ကလည်းအဲ့လိုမျိုးထင်ခဲ့ပါတယ်။သူများတွေကိုခွန်းလွတ်လိုက်တယ်ဆိုတာကအမြဲတမ်းသူများတွေအတွက်ပေါ့နော်။တကယ်တမ်းတော့မှတေချာကျွန်တော်လည်းနားလည်ခဲ့တာကနောက်ဆုံးကျတော့ကိုယ့်အတွက်ကြီးပဲဖြစ်ပါတယ်။အတီးကတော့မိမိကိုယ်ကိုသက်လန်းဟောင်းတစ်ခုတည်းအတွက်တက်ပြီးတော့မှဒုက္ခမခံတော့ဘူးဆိုတဲ့အဥ္စာမျိုးပေါ့။မိမိကိုယ်ကိုရဲ့ငြိမ်းချမ်းမှုအတွက်ပါပဲ။ဟုတ်ကဲ့ပါ။ဒီဗီဒီယိုကြည့်ပြီးတော့မှတစ်ခုခုတွေးမိတယ်ဆိုရင် comment မှာမျှဝေပေးခဲ့လို့ရပါတယ်။